င်္ဂလာပါရှင်ရခုံခစ်တရဲ့မနက်ခင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်ရှင် MND ခေါင်းဆောင်ဖုန်တာရှင်ကိုတရုတ်ကအကြေကျုပ်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကို MND ကညင်းပယ်ကလာရှိုးမှာကိုကန့်တက်တွေကမြို့ပုံမှန်အတိုင်းပြန်လည်လက်ပယ်ရေးအာသွန်ခွန်ဆိုင်ဆောင်ရွက်နေပါတယ် မမော်မြို့နယ်မိုးမောင်မြို့အကြားခုနှစ်မိုင်ပတ်လည်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်တွေနဲ့ပုံကျဲက KIA သိမ်းပိုက်ထားတဲ့မိုးမောင်မြို့နယ်ကိုစစ်ကောင်စီကပြန်လည်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေတဲ့တဲ့ပါဝင်နောက်ဆုံးတဲ့တဲ့တွေကိုတင်ဆက်ပေးပါမရှင်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကိုကန် MND ခေါင်းဆောင်ဖုန်တာရှင်ကိုတရုတ်နိုင်ငံကအကြေကျုပ်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကို MND သတင်းရင်းမြစ်တစ်ခုကညင်းဆိုလိုက်ပါတယ်လူမှုကွန်ရက်မှာလာရှိုးကိုစစ်ကောင်စီစီကိုပြန်မပေးလို့ဆိုပြီးတရုတ်အစိုးရက MND ခေါင်းဆောင်ကိုအကြေကျုပ်ဖမ်းဆီးထားလိုက်တယ်ဆိုတဲ့သတင်းတွေပြန့်နှံ့လာပြီးအဲ့ဒီသတင်းနဲ့ပတ်သက်လို့ MND သတင်းရင်းမြစ်ကညင်းဆိုလိုက်တာလည်းဖြစ်ပါတယ်စစ်မြေပြင်မှာ ရှိနေတဲ့ MND အခြားတပ်မှုသတင်းရင်းမြစ်တစ်ခုကလည်းလာရှိုးမျိုး ့မှာကိုကန့်တက်တွေကမြို့ပုံမှန်အတိုင်းပြန်လဲလက်ပတ်ရေးအတွက်အာတုံခွန်ဆိုင်လှုပ်ဆောင်နေပြီးပြည်သူတွေရဲ့စီးပွားရေးလူမှုရေးအုပ်ချုပ်ရေးပညာရေးကျန်းမာရေးကောင်းမွန်တဲ့ရန်နရာတွေဖြစ်ပေါ်လာစေဖို့အတွက်ဆောင်ရွက်နေရလို့လဲဆိုထားပါတယ်။လာရှိုးမြို့ကနေပြန်လဲဆုတ်ခွာမယ်ဆိုတဲ့ကောလာဟာလာသတင်းတွေလာရှိုးမြို့ကိုပြန်လဲပေးရမယ်ဆိုတဲ့သတင်းတွေဟာရွေးချယ်ရှိရှိနဲ့တမင်တကာပြိုကွဲပျက်စီးစေဖို့ထုတ်လွှင့်နေတာဖြစ်တယ်လို့လဲဆိုပါတယ်။လောက်ကင်အခြေဆိုင် MND သတင်းမြစ်တစ်ခုကလည်း ယ်သူတို့ခေါင်းဆောင်အနေနဲ့စစ်ကူတဖို့အတွက် တရုတ်နိုင်ငံဘက်ကမကြာခဏရောက်လေရှိတာကြောင့်အကြေကျုပ်ဖမ်းဆီးခံထားရတဲ့ဆိုတဲ့သတင်းဟာလွဲမှားတဲ့အတိတ်ပဲကောက်ယူမှုလို့ဆိုနိုင်တယ်လို့လည်းပြောပါရယ်ဒေါ်လန်သတင်းမြစ်တစ်ခုကတော့ MND ခေါင်းဆောင်ဟာတရုတ်နိုင်ငံဘက်ကိုလွန်ခဲ့တဲ့တစ်လကျော်ကတည်းကတောရောက်ခဲ့ပြီးလက်ရှိအချိန်ထိပြန်လည်းမရောက်လာသေးတာဖြစ်ပေမဲ့လည်းအဖမ်းခံထားရတယ်ဆိုတာမဟုတ်ဘူးလို့လည်းပြောပါရယ်ဖုန်တာရှင်ခေါင်းဆောင်နဲ့ကိုကန် MND အပါအဝင်မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့၃ခုကတစ်တုံညာနှစ်ခုစစ်စစ်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကိုတိုက်ခတ်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီရဲ့လာရှုအခြေစားအရှိမြောက်တိုင်းစစ်တနာချုပ်ကိုဩဂတ်လ3ရက်နေ့မှာအပြစ်သက်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ကချင်ပြည်နယ်တရင်တပုတ်ကိုကြည့်အောင်ပါကချင်ပြည်နယ်ဗမော်မြို့နယ်မုံမော်မြို့ကြားခုနှစ်မိုင်ပတ်လည်မှာမနစ်ကတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကတိုက်လင်းတွေနဲ့ဘုံကျဲတာတွေကိုအကြီးအကျယ်လုဆောင်ခဲ့လို့ KIC သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်နိုဝင်ဘာလ18ရက်နေ့မနေ့အစောပိုင်းကနေစတင်ပြီး KIA ရဲ့စစ်တပ်တပ်ကြားမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်တပ်ကတိုက်လင်းနှစီးနဲ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုဘုံတွေနဲ့ကျချခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်အဲ့ဒီခုနှစ်မိုင်နေရာမှာအော်တိုဘားကစောပိုင်းကနေတိုက် က်ပွဲတွေစတင်ဖြစ်ပွားနေကြတာပါဒါပေမဲ့မိုးမော့မြို့နယ်နဲ့ခမရ430ခုတရင်ကို KIA ကတင်ပိုက်ထိန်းချုပ်ထားဆဲဖြစ်ပြီးမိုးမော့မြို့မှာရဲစခန်းနဲ့တရင်တွေကိုမေလ9ရက်နေ့ရှင်းနေရိုးကတင်ပိုက်ခဲ့တာဖြစ်တယ်လို့မြို့ပြင်ကခမရ430ခုကိုလည်းဩဂတ်စ19ရက်နေ့က KIA ကတိုက်ခတ်တင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲလို KIA ကတင်ပိုက်ထားတဲ့မိုးမော့မြို့နယ်ကိုစစ်ကောင်စီကပြန်လည်တည်ယူနိုင်ရေးအတွက်လေကြောင်းပစ်ခတ်မှုမြေပြင်စစ်ကြောင်းထုတ်မှုတွေနဲ့တိုက်ခတ်နေတာလည်းဖြစ်ပါရဲ့ရှင်

စကန်တန်းတပုတ်ကိုကြည့်အောင်ပါစကန်တန်းကပ်ဘလူမြို့နယ်ကရွှေဘိုမြကြီးနားလမ်းပိုင်းမှာအကြက်ဖက်စစ်တပ်ကခီးတဲ့တင်ကာတစီကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်တန်ကြတော်တပားနဲ့ပြည်သူ၃ဦးဟာသေဆုံးသွားရပြီးဆယ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ကျွန်းလာကပ်ဘလူတက်ကြွလို့ရှေ့သားသူများအဖွဲ့ကတော်ဝင်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ကပ်ဘလူမြို့နယ်ရွှေဘိုမြကြီးနားဘျူဟာလမ်းပိုင်းဇီးကုန်းတကြားဆက်မှာအထန်ချထားတဲ့စစ်တပ်ကနိုဝင်ဘာလ၁၈ရက်နေ့မနေ့ပိုင်းအချိန်လောက်မှာခီးတဲ့တင်ကာ က်စည်းကို drone နဲ့87မမဘုံဒီ၅လုံးကိုကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဂျပန်စစ်တပ်ရဲ့ drone နဲ့ဘုံကျဲမှုကြောင့်ငွေတိုမန်ခီးတဲ့တင်ကားပေါ်မှာလိုက်ပါလာတဲ့တန်ကားတော်တစ်ပါးအမျိုးသား၂ဦးနဲ့အမျိုးသမီး၂ဦးစုစုပေါင်း၄ဦးဟာသေဆုံးသွားခဲ့ရပြီးပြည်သူ၁၀ဦးဟာထိခိုက်ဒဏ်ရာရှိကာနေရက်လိပ်စာနဲ့အမည်တွေကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်းကျွန်းလာကပ်ဘလူတကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။ကပ်ဘလူမြို့နယ်နဲ့ကျွန်းလာမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်နဲ့ပြူစော ီတွေကပြည်သူပိုင်နေရင်တွေကိုစစ်ကြောင်းထိုးမိရှုပ်ပြီးပြည်သူတွေကိုတပ်ဖြတ်တာရွာတွေကိုပြစ်မှတ်ထားပြီး drone နဲ့ဘုံတိချတာပြူစောတိတင်နန်းတက်ဖို့ဆိုပြီးပြည်သူတွေကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေကိုနိုဝင်ဘာလအတွင်းမှာစက်တိုက်လှုပ်ဆောင်နေပြီးအကြမ်းဖက်စစ်တပ်တပ်သားတွေဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူ130ခန့်ကိုလည်းအခုချိန်ထိပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့တနင်္လာရီတိုင်းတဝဲခရိုင်ရေဖြူမြို့နယ်မှာစစ်မှုထမ်းတင်နန်းစင်တသားတင်ငါးဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးဟာလက်နက်နဲ့တကွာအလင်းဝင်ရောက်လာတယ်လို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ရေဖြူမြို့နယ်တွင်ရှေလဲစစ်မျက်နှာကိုစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီရဲ့ရေတပ်ကတပ်သားဝေဖြိုးအတရားမှစစ်သားစုဆောင်းခံရပြီးအပတ်စဉ်နှစ်စစ်မှုထမ်းတင်နန်းစင်တပ်သားဖြိုးမင်းအောင်ကရင်လေတပ်သားရဲမင်းမောင်စစ်မှုထမ်း အပတ်စဉ်တင်းနှန်းစင်းတွေဖြစ်ကြတယ်တက်တာတန်းတို့အောင်တက်တာဖြူပွေးတို့ဟာ MA1 အမျိုးအစားတနတလက်ကြည်ပေါက်၃ပေါက်ကပ်ပတ်စထုံ9.56ကြည်162တောင်းတို့နဲ့တူအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်အလင်းဝင်ရောက်လာခဲ့တဲ့စစ်ကောင်စီတက်သားတွေဟာပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်တေသာကွယ်အမှတ်3ဘူဟာ33ဒေါနာတရင်နယ်မြေဖြစ်တဲ့ရှေ့တန်းနယ်မြေကိုပို့ဆောင်ခြင်းခံရသူတွေဖြစ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းအမိန်ကြီးညာချက်တွေကြောင့် င်အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ကိုရက်တီလိုတဲ့စစ်သားတွေနဲ့ရက်တက်ဖွဲ့ဝင်တွေနဲ့ပြည်သူ့ကာကွယ်တပ်မတော်ဒေါနာတရင်နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနီးစပ်ရာတော်လန်တပ်ဖွဲ့တွေစီကိုချိတ်ဆက်ကအလင်းဝေရောက်နိုင်တယ်လို့လည်းသိရှိရပါတယ်ရှင်။ တဆက်ထဲမှာပဲတင်းသားရိုက်တိုင်းလောင်းလုံးမြို့မှာရဲစခန်းကိုဝင်ရောက် တက်ခတ်ရာမှာအကြမ်းဖက်တပ်သား၃ဟာတေသွားခဲ့တယ်လို့ဒဝဲမြို့ပြပျောက် जा တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။လောင်းလုံးမြို့နယ်လောင်းလုံးမြို့မှာရဲစခန်းတွင်အကြမ်းဖက်တပ်သားတွေကိုနိုဝင်ဘာလ၁၇ရက်နေ့မနေ့ရှင်းနိုင်လောက်မှာရီလာဒဝဲတပ်ဖွဲ့ကတော်လန်ရဲဘော်တွေကဒဝဲပလဖရဲ့မြို့ပြစစ်စင်ရေးဖြင့်လက်လက်ကြီးလက်လက်ငယ်တွေအနီးကပ်ဝင်ရောက်တက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲ့လိုပြစ်ခတ်တက်ခတ်မှုကြောင့်အကြမ်းဖက်တပ်သား၃ဟာတေဆုံးသွားခဲ့ကာ ငါးဦးခန့်ဟာဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်။တိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်တပ်သားတွေပစ်ခတ်တဲ့ကြည်ထိမှန်ပြီးပြည်သူတို့ဦးဟာထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းဒဝယ်မျိုးပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရရှင်။ မန္တလေးတိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမြင်းကျန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုံနေပြီးတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေကလေရင်ကနေမှားယွင်းဘုံကျဲချမှုကြောင့်စစ်သား20ဦးထက်မနည်းဟာတေသွားခဲ့လို့မြင်းကျန်မြို့နယ်ပတ်ကဖတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရစေ။နိုဝင်ဘာလ17ရက်နေ့ကနေစတင်ကမြင်းကျန်မြို့နယ်တွင်အင်အား900ခန့်နဲ့စစ်ကြောင်းထုံတွေရဲ့အကြမ်းဖက်တပ်သားတွေနဲ့တော်လန်တဖော်တွေကြားမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်တပ်ကလေရင်နဲ့နေ့စဉ်ဘုံကျဲတက် ်မှုတွေလှုပ်ဆောင်နေရလဲဖြစ်ပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအကြက်ဖက်စစ်ကြောင်းကိုသူတို့စစ်တပ်လင်းကမှားရင်ဘုံကျဲတိုက်ခိုက်ခဲ့တာလဲဖြစ်ပါတယ်။အဲ့ဒီ6ရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင်အကြက်ဖက်တပ်သား20ဦးထက်မနည်းဟာသေသွားခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီအကြက်ဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာကျေးရွာရှစ်ရွာကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးမနေ့ကတော့အဲ့ဒီအကြက်ဖက်စစ်ကြောင်းကခြေဆေးရွာကိုရွာလုံးကျွမီးရှို့ဖျက်ဆီးခဲ့လို့ ည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါရှင်။ကျေးဇူးများပါ။